အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ BDF ဖွတ်ဝိတင်လာမှရှိတဲ့ PT စကုပ်101ကုလိုကိုထိုးလုပ်ပေးမှာပဲဖြစ်ပါတယ်ကုလိုထဲကိုဝင်လိုက်တာနဲ့ lobby ရှိတယ် lobby ထဲမှာဆိုရင် ceiling ကတော်တော်လေးမြင့်နေဘေးမှာဆိုရင်ထန်လို့ရတဲ့ခုံတွေထားပေးထားပါတယ်ဒီဟာလေးကတော့ co-working space ပဲဖြစ်ပါတယ် co-working space ထဲမှာဆိုရင်အလုံးလုံးလို့ရတဲ့ဇဝဲခုံတွေအများကြီးရှိတယ်ဒီဘက်ချမ်းမှာဆိုရင်ထန်လို့ရတဲ့ဆိုပါကုန်တွေအများကြီးရှိတယ်။အရှိကိုဆက်တော်လိုက်မယ်ဆိုရင်ဒီဘက်ချမ်းမှာ negative ပုံစံနဲ့ထန်လို့ရတဲ့နေရာရှိမယ်။ ဒီနားလေးမှာဆိုရင် meeting room ရှိမှကျွန်တော်အခုပြောသွားတာတော့ co-working space ပဲဖြစ်ပါတယ်။ရေဥကန်ကိုရောက်နေပါတယ်။ဒီနားမှာဆိုရင် jacuzzi ရှိမှ၊ဒီဘက်မှာဆိုရင်ကြောက်ဖြာမြင့် view ကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ဒီမှာဆိုရင် AC အနားယူလို့ရအောင်ထိုင်လို့ရတဲ့နေရာတွေရှိမှ၊ဒီဘက်မှာဆိုရင်ရေဥကန်ရှိပါတယ်။ အခုမြင်တွေ့နေရတော့အပေါ်ဆုံးလောက်မှာရှိတဲ့ rooftop garden ပဲဖြစ်ပါတယ်။ကွန်လိုရဲ့ဘေးမှာဆိုရင်အခုမြင်တွေ့နေရတဲ့အတိုင်း facility တွေအတွက်ထပ်ထားပေးရတွေ့ရပါတယ်။အထဲကိုဝင်လိုက်တာနဲ့ဂျင်ရုံးရှိမယ်။ဂျင်ရုံးထဲမှာဆိုရင်ပြည့်တဲ့ဆက်တွေရှိမယ်။ဒီနောက်မှာဆိုရင်ရေသတ်ဆက်ထားပေးထားပါတယ်။ဒီမှာဆိုရင်အလေးလုံးတွေရှိမယ်အထဲမှာဆိုရင်လက်စီရိုရဲ့နေရာရဲ့အင်တာရဲ့ပါမယ်ဒုတိယထပ်ကိုဆက်သွင်းလိုက်မယ်ဆိုရင် ပေါင်းစင်ရုံးရှိမယ်တရားထက်ဆက်တော့လိုက်မယ်ဆိုရင်ဂါဒန်ရှိမယ်ဂါဒန်ကိုရောက်ရောက်ချင်းမှာပဲဒီတစ်ဖြည်းဖြည်းတိုက်ပြီးတော့မှတော်တော်လေးကို relax ဖြစ်ပါတယ် ီနားလေးမှာဆိုရင် automatic car parking ရှိမယ် automatic car parking ဆိုရင် tower A နဲ့ tower B ရှိမယ်ဒီနားလေးမှာဆိုရင်ကားထုတ်ရင်လည်းထိုင်ဆောင်လို့ရအောင်ဆိုပါကုန်လေးပြင်ဆင်ပေးထားပါတယ်26 square meter plot ခန်းဖြစ်ပါတယ်အခန်းတွေကိုဝင်လိုက်တာနဲ့ဒီနားလေးမှာဆိုရင် dining table ရှိမယ်ဟိုဘက်မှာဆိုရင်ဖနက်စင်ရဲ့အဝိချော်ဆက်ရဲ့အင်တာရွှေခန်းရဲ့ပါမယ်ဒီနားလေးမှာဆိုရင် living room area ရှိမယ်ဘေးမှာက spray kitchen ရှိမယ် veranda လည်းပါပါတယ် သဘောထက်ကိုသွားကြည့်ရအောင်အပေါ်ထက်မှာဆိုရင်အဲ့ရရှိတယ်မှန်ပြီလို့လည်းပါပါတယ်49 square meter အခန်းတစ်ခန်းပါတယ်လော့ခန်းပဲဖြစ်ပါတယ်အခန်းနဲ့ကိုဝင်လိုက်တာ ਨੇ ဒီနားမှာက dining table ရှိတယ်အရှိကိုဆက်သွားမယ်ဆိုရင် living area ရှိမယ် living area ထဲမှာဆိုရင်အမှန်နဲ့အချက်ရှိသုံးထားပြီးတော့မှ ceiling ကတော်တော်လေးကိုမြင့်ပါတယ်ဘေးမှာက spray kitchen ရှိမယ် ီနားမှာကအင်တာရွေးကန်းရှိမယ်မစ္စတာဘရွန်ခန်းကိုတွားကြည့်ရအောင်ဒီနားမှာကမှန်ပြီလို့ရှိမယ်ဘဝမှာကအင်တာရွေးကန်းရှိမယ်။ပေါ်ထက်ကိုတွားကြည့်ရအောင်။ဒီနားမှာကအိရာရှိမယ်။မန်ပီရူရဲ့ပစ္စည်းတင်ရရနေရာရှိပါတယ်။ ားလုံးကိုကျေးဇူးတင်ပါတယ်။